thank you မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနေနဲ့ကုလအထူးကိုယ်စားလှယ်နဲ့စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်ကုလသမဂ္ဂတွင်ရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကျူလီပီရှော်နဲ့မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေတို့အေဗီလာကိုရဲ့မနက်ပိုင်းကနေ့ပြီးတော့မှတွေ့ဆုံခဲ့တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်ငလင်ပေးတင်ပြည်သူတွေကိုကုညီအတွက်ပူးပေါင်းဆောင်ရွက်မဲ့ကိစ္စတွေကိုဆွေးနွေးခဲ့တာလို့စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဆွေးနွေးမှု တိစိတ်ကိုတော့မဖော်ပြပါဘူးကုလထူကိုစလဲကမြန်မာနိုင်ငံခီးစင်မှာငင်းချမ်းရင်းနဲ့နိုင်ငံရေးဆွေးနွေးမှုတွေလုပ်မှာဖြစ်တယ်လို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကအေပြီလ3ရက်မှာပြောဆိုထားပါတယ်လက်ရှိစိတ်မချမ်းမြေ့စရာခိုက်တန်းကနေမြန်မာပြည်သူတွေအတွက်အခွင့်အလမ်းတစ်ခုဖြစ်ပေါ်လာဖို့အကြမ်းဖက်မှုတွေရပ်တန့်ပြီးနိုင်ငံရေးကျင်းသားတွေလွတ်ပြေးဖို့နဲ့ဒီမိုကရေစီကိုသွားမဲ့လမ်းကြောင်းတစ်ခုပါဝင်တဲ့နိုင်ငံလုပ်ငန်းစဉ်တရက်ကိုအကောင့်ထည့်ဖို့ဘူးကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကတောင်းဆိုထားတာပါအတူကိုစလဲကျူနီဘီရှော့ကလည်းမြန်မာအချက်တွေ ကိုနိုင်ငံတကာကအာရုံစိုက်ဖို့လိုပြီးလူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့သက်ဆိုင်ရာဖွဲ့စည်းတွေဘက်ကလမ်းတွေဖွင့်ပေးဖို့နဲ့အကူအညီတွေပေးသူတွေကိုဘေးကင်းလုံခြုံအောင်ဆောင်ရွက်ပေးဖို့ AP တရက်ကပြောဆိုခဲ့ပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့အင်းတော်ဂျပန်လိုင်းကုစကံမှာထွက်ပြေးသွားတဲ့တမ89တမမူကိုအရှင်ဖမ်းမိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အင်းတော်မျိုးတိန်တိုက်ပွဲအတွင်းနောက်ဆုံးလက်ကျန်ဂျပန်လိုင်းကုစကံကနေစကံဆွန်ခွာထွက်ပြေးသွားတဲ့စစ်ကောင်စီရဲ့တမမူအောင်သက်ဦးနဲ့အဖွဲ့ကိုတော်လိုင်းတပ်ဖွဲ့တွေကကတားမျိုးမှာဖမ်းဆီးရမိတယ်လို့စီးရီးသတင်းရင်းမြစ်တွေစီကသိရပါရယ်။တမ89ရှေ့တန်းဌာနချုပ်အခြေပြုပြီးတမမူကိုရိုင်းကုတ်ခဲ့တဲ့အင်းတော်မျိုးကိုတော်လိုင်းတပ်တွေအပိသက်သိမ်းပိုင်စဉ်စစ်ကောင်စီတမမူနဲ့အဖွဲ့ကစကံဆွန်ခွာထွက်ပြေးခဲ့ရ ပြီးကတံမြို့မှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ တမ89တမမူမူးကျုံအောင်တပ်ဦး DNC 40နှစ်နဲ့ဖွဲ့ကိုကတားမျိုးဝင်မှဖမ်းမိခဲ့တာဖြစ်ပါတယ်။အင်းတော်ဂျပန်လိုင်ကူစကန်မှာရာတတမခ89ကတည်ရင်လီရင်အင်အား680ခန်းနဲ့ခန်းစစ်ဆင်နေခဲ့တာဖြစ်ပါတယ်။အင်းတော်ကိုမမောက်ဘက်ကနေနေမြေရှင်းလင်းရေးလှုပ်ဆောင်ရေးဝင်လာတာတနစ်ကြော်နေပြီဖြစ်ပါတယ်။စုခွာဖို့ညှိနှိုင်းမှုရှိပြီးတောက်ချီတင်ခဲ့ပြီးမြကတားမျိုးကနေတင်ကြိုဆောင်ဆိုင်ပြီးပြန်လည်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်လို့စီဒီအန်ဘူကြီးစင်ရောကသူ့ရဲ့လူမှုကွန်ရက်ကတဆင်အတိပေးပြောကြားထားပါ ါပါတယ်။လက်ရှိစစ်ကောင်စီထိန်းချုပ်ထားတဲ့ကတားမျိုးအခြေအနေမှာလည်းနယ်မြေကန်တရင်ခမရ309နဲ့မြို့ရင်းကအမြောက်တက်ခွဲတခွဲတာရှိရဲလို့ဆိုပါတယ်။လက်ရှိမှာကတားမျိုးနဲ့ခမရ309ပါတော်လိုင်းတက်တွေကဝိုင်းဝန်းပိတ်ဆို့ထိန်းချုပ်ထားပြီလို့လည်းဗိုလ်ကြီးစင်ရောကပြောပါတယ်။ဖမ်းဆီးရမိထားတဲ့စစ်ကောင်စီရဲ့တမမှုနဲ့တပ်ဖွဲ့ဝင်ရှိတဲ့ကိုတော့အတိအကျမသိရသေးပါဘူး။လာပေါင်းများစွာကြာမြင့်ခဲ့တဲ့အင်းတော်မျိုးသိန်းတပ်ပွဲကစစ်ကောင်စီကတာလွန်အင်အားနဲ့ကြာမြင့်စွာခန့်စစ်နဲ့ခုခံရင်မျိုးကိုရှစ်လနီပါအကြာမှာလက်လွတ်ခဲ့ရတာဖြစ်ပ ပါတယ်စစ်ကောင်စီကငလင်ကြောင့်အပြစ်ရကြေညာထားတဲ့ကာလာရီမှာစစ်ကောင်စီရဲ့ခန့်စစ်ဖြစ်တဲ့အင်းတော်ကနမဲကြီးဂျပန်လိုင်ကူကုန်းကိုဝိုင်းပတ်ပိတ်ဆို့ထားတဲ့တော်လန်ပူပေါင်းတပ်တွေကိုလက်နက်ကြီး drone တို့နဲ့ထိုးစစ်ဆင်လာတာကြောင့် AB တရက်ကနေ၃ရက်ထိတိုက်ပွဲပြင်းထန်ခဲ့ကစစ်တပ်ကလေကြောင်းတွေပါတောက်လျှောက်ပစ်ကူပေးကြရတာဖြစ်ပါတယ် ကချင်ပြည်နယ်အစပ်စကိုင်းတိုင်းထဲမှာရှိနေတဲ့အင်းတော်မျိုးနယ်တစ်ခုလုံးကိုပြီးခဲ့တဲ့ဧပြီလ9ရက်ည8နိုင်ဝင်းကျင်မှာတော်လိုင်းပူပေါင်းတပ်တွေကအပိသက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်တပုတ်အနေနဲ့တော်လိုင်းတပ်တွေသိမ်းပိုက်ထားတဲ့မြို့66မြို့ရှိလာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ချင်းညီနောင်းနဲ့မဟာမိတ်တပ်တွေကချင်းပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ဖလန်းမြို့ကိုအပိသက်သိမ်းပိုက်ပြီးဖလန်းမြို့နယ်တမြို့နယ်လုံးစစ်ကောင်စီကင်းစင်သွားပြီလို့ဧပြီလ9ရက်နေ့မှာကြီးညာလိုက်ပါတယ်။ဒါကြောင့်မြို့တော်လိုင်းကြီးမှာတော်လိုင်းတပ်တွေသိမ်းပိုက်ရရှိထားတဲ့မြို့ပေါင်းအနည်းဆုံး66မြို့ရှိလာပြီဖြစ်ပါတယ်။ တယ်။ချင်းညီနောင်နဲ့တော်လိုင်းတက်တွေက2024နိုဝင်ဘာ9ရက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစစ်တပ်ရဲ့နောက်ဆုံးကြံတဲ့ခလာရ268ကိုအပိသက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။လက်နက်ခရင်တွေအများပြားရခဲ့ပါတယ်။တော်လိုင်းတက်တွေကခလာရ268ကို AB9 ရက်ကလေးကသိမ်းပိုက်နိုင်ခဲ့ပြီးမြေမြရှင်းလင်းလက်စားတက်ပြီး AB9 ရက်မှာချင်းညီနောင်တွေကအောင်ပွဲသတင်းကိုကြေညာခဲ့တာဖြစ်ပါတယ်။ဒီလပိုင်းတွင်မှစစ်ကောင်စီတပ်ကမိုးပြင်းမြို့ကိုပြန်သိမ်းပိုက်နိုင်ဖို့ထိုးစစ်ဆင်နေပြီးတိုက်ပွဲတွေအပြင်းထန်ဖြစ်နေခဲ့ပါတယ်။ MNDE နဲ့ ဲ့မဟာမိတ်တပ်တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့လာရှုမြို့ကိုတရုတ်နိုင်ငံရဲ့ဖိအားပေးမှုနဲ့ MND ကစစ်ကောင်စီကို AB တတိယဘက်မှမြို့ပေါ်ရက်ွက်တွေကိုပြန်လွှဲပေးရမယ်ဆိုတဲ့သတင်းတွေလည်းခြေပြန့်စွာထပ်ပေါ်နေပါတယ်။တဖက်မှာ KAI ကပမောင်မြို့ကိုအပိသက်တိမ့်ပိုက်နိုင်ဖို့စစ်တပ်ရဲ့လက်ကျန်တရင်နေတရင်ဌာနချုပ်တွေစခန်းတွေထိုးစစ်ဆင်နေသလို KNI ပူပေါင်းတပ်တွေကလည်းပေါ်လခဲမြို့ကစစ်တပ်စခန်းတွေတရင်တွေကိုထိုးစစ်ဆင်နေပါတယ်။ ဆက်လက်ပြီးကဏီကိုစစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။သကိုင်းတိုင်းကဏီမြို့နေမြချမ်းသာရွာနဲ့ငါးဖြတ်ချင်းရွာကိုစစ်ကောင်စီတပ်ကဒီကနေ့ညနေ9:00နာရီခွဲကမှစတက်လေးဒီနဲ့ပုံကျဲတိုက်ခိုက်သွားပါတယ်။အရက်သားတွေရှိနေတဲ့ချင်းရွာကိုစစ်ကောင်စီကတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းကဏီမျိုးကန်တွေကပြောပြီးထိခိုက်မှုအခြေအနေကိုလက်တလောမသိရသေးပါဘူး။စစ်ကောင်စီက၎င်းတို့ယာယီအပြည့်ရအကြောင်းကြေညာခဲ့တဲ့ AB နေရက်ကလည်းကဏီမျိုးနယ်မုံထုံရွာကိုစတက်လေးဒီနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာပါ။ ဒါအပြင်ကဏီမျိုးနဲ့နေချင်းဆက်ဆက်နေတဲ့ဘုဒ္ဓလင်မျိုးနဲ့ကို AB6 ရဲ့ညနေမှာလေကြောင်းမှာတိုက်ခိုက်ခဲ့ရာအရသာတအုပ်သေးဆုံးပြီးနှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်စစ်ကောင်စီကငလင်ပင်ကယ်ဆယ်အတွက်လို့ဆိုပြီး AB2 ရဲ့မှာ22ရက်ထိတစ်ဖက်သက်အပြစ်ရကြောင်းကြေညာထားပြီးမြေတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေပါတယ် နောက်ထပ်တစ်ပုတ်အနည်းနဲ့စကောင်စီကပယ်ချထားတော့လေရခိုင်မျိုးသားပါတီ ANP ဆက်လက်ရှိနေတဲ့ကြောင်းပြောတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစကောင်စီကရခိုင်မျိုးသားပါတီ ANP ကိုမှတ်ပုံတင်ခွင့်မှာပယ်ချထားတော့လေတင်ရဝင်ဖြတ်သိမ်းကြောင်းမရှိတဲ့အတွက် ANP မှာဆက်လက်တည်ရှိနေစေဖြစ်ကြောင်းပါတီတာဝန်ရှိသူတွေကပြောပါတယ်။ရခိုင်မျိုးသားပါတီ ANP ကိုဖြတ်သိမ်းထားခြင်းမရှိသေးကြောင်းပါတီတာဝန်ရှိသူတအုပ်ဖြစ်သူနိုင်ငံရေးမူဝါဒဦးဆောင်ကော်မတီအဖွဲ့ဝင်ဦးထွန်းအောင်ကျော်ကပြောပါတယ်။ပါတီကမဖြတ်သိမ်းဘူးဘာအတွက်လဲဆိုရင် ANP ကိုမှတ်ပုံတင်ညင်းပေတာတခုလည်းပဲတချို့တချို့သောပါတီရေလိုမျိုးရခိုင်မျိုးသားပါတီနိုင်ငံပါတီဖြစ်ရည်တည်ခြင်းမှာပယ်ဖြတ်လိုက်တယ်ဆိုတာအမိန်ကဒီကနေ့အချိန်ထိထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။ဒါကြောင့်ကျွန်တော်တို့ကတော့ရခိုင်မျိုးသားပါတီဟာရည်တည်နေစေပဲလို့ယူဆထားပါတယ်။တည်ယဝင်ဖြတ်သိမ်းတာဆိုတာမျိုးတော့မကြေညာသေးဘူး။ရွှေကောက်ပွဲကော်မရှင်ကတော့မှတ်ပုံမတင်လာတဲ့ပါတီတွေအနေနဲ့တော့ပယ်ဖြတ်ပြီးဖြစ်တယ်ဆိုတာကိုပြောထားတာရှိရယ်။ဒါအမြဲကျွန်တော်တို့ပါတီကိုမှတ်ပုံတင်မှာပယ်လိုက်တယ်ဆိုတာကိုပဲပြောတယ်။ပါတီကိုဖြတ်သိမ်းပါတယ်ဆိုတာမျိုးကိုပြောလို့မရှိတဲ့အတွက် ရခိုင်မျိုးသားပါတီကိုဆက်လက်တည်ရှိနေစေလို့ပဲကျွန်တော်တို့ကမှတ်ယူထားတယ်လို့ပြောပါတယ်။ ရခိုင်မှာရခိုင်မျိုးသားများအတွက်နိုင်ငံပါတီတခုလိုအပ်တယ်လို့ယူဆချက်နဲ့အာနာသိစစ်ကောင်စီတပ်ရခိုင်မျိုးသားပါတီ ANP ကိုပြန်လည်မှတ်ပုံတင်ခဲ့ပါရယ်။ဒါပေမဲ့စစ်ကောင်စီရွှေကောက်ပွဲကော်မရှင်ကပုံမှန်9နှစ်ညှိစုံတယ်လို့ဆိုက2024ခုနှစ်ဇူလိုင်လတရနေ့မှာ ANP ကိုပါတီမှတ်ပုံတင်ခွင့်မှာပယ်ချခဲ့ကြောင်းထုတ်ပြန်ခဲ့ပါရယ်။ဒါကြောင့်ရခိုင်မျိုးသားပါတီ ANP ကိုအာနာသိစစ်ကောင်စီတပ်နောက်ထပ်ပြန်လည်မှတ်ပုံတင်မှာမဟုတ်ကြောင်းနဲ့ပါတီတစ်အမိနဲ့လည်းမှတ်ပုံတင်မှာမဟုတ်ကြောင်းဆုံးဖြတ်ထားတယ်လို့ဦးထွန်းအောင်ကျော်ကပြောပါရယ်။ ်ရွေးကောက်ပွဲကော်မရှင်ကပုံမှန်ခုနှစ်ပင်ချခဲ့တဲ့ပုံမှန်ခုနှစ်မှာတော့အဓိကတော့တရားမဝင်ဖွဲ့စည်းရည်နဲ့ဆက်သွေးတာနိုင်ငံသားကအထောက်အကူယူတာပါဝင်အချက်3-4ခုနဲ့ပင်ချခံရတယ်လို့ပြောပါရယ်ကျွန်တော်တို့ကလည်းအချိန်ချင်းဖန်ဖန်စီစစ်ထားတယ်တနည်းလောက်လေးကြာသွားတယ်ဒါပေမဲ့လည်းဒီအချိန်တို့အတွင်းမှာလူကြီးမျိုးတို့ပါတီအနေနဲ့လိုအပ်ချက်တွေရှိရဲညီစွန်းချက်တွေရှိရဲအတွက်ပြန်ပြင်လာပါလို့ဘာတခုမှမပြောခဲ့ပေညင်းပယ်လိုက်တဲ့အတွက်ကျွန်တော်တို့ကတော့ညင်းပယ်တယ်ဆိုတာကိုထပ်ပြီးတော့မပုံတင်စရာအကြောင်းမရှိတော့ဘူးပါတီဝင်တွေအားလုံးကလည်းနောက်တန်း မ်းမပုံမတင်တော့ဘူးလို့လည်းတညီတညွတ်ထဲဆုံးဖြတ်ထားတယ်လို့ပြောပါရယ်တကယ်လို့အာနာသိန်းစစ်ကောင်စီကရခိုင်မျိုးသားပါတီ ANP အမည်နဲ့ဆက်လက်မပုံတင်မှာလို့တာဝန်ရှိသူတွေကိုအကြောင်းကြားလာတော့လဲပြန်လည်စဉ်းစားရအောင်မှာဖြစ်ကြောင်း ANP နိုင်ငံရေးမူဝါဒဦးဆောင်ကော်မတီအဖွဲ့ဝင်ဦးထူအောင်ကျော်ကဆိုပါရယ်အာနာသိန်းစစ်ကောင်စီထံမှပါတီမပုံတင်ခွင့်ကြားထားတဲ့ရခိုင်ပြည်ကနိုင်ငံရေးပါတီအမဒေါက်တာအေးမောင်ဦးဆောင်နဲ့ရခိုင်ဦးဆောင်ပါတီ AFP ရခိုင်ပြည်အမျိုးသားအင်အားစုပါတီ RSNUP မြို့တိုင်းရင်းသားပါတီနဲ့ခမည်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဖြစ်ပါတယ်။ ENP ပါတီမှလွတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်ကြောင်းပြုမျိုးမှပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သူ ဥပရှင်ကဦးဆောင်ပြီးဧပြီလ9ရက်နေ့မှာအာနာသိန်းစစ်ကောင်စီတံရခိုင်တိုင်းရင်းသားများပါတီ RNP အမည်နဲ့မှတ်ပုံတင်ထားကြောင်းသိရပါတယ်။နိုင်ငံပါတီများအနေနဲ့နိုင်ငံပါတီတီထောင်ခွင့်ကိုမေလ9ရက်နေ့နောက်ဆုံးထားလျှောက်ထားရမှာဖြစ်တယ်လို့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကပြောဆိုထားပါတယ်။လက်ရှိမှာစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကမှတ်ပုံတင်ခွင့်ပြုခဲ့တဲ့နိုင်ငံပါတီ56ပါတီနဲ့တီစဲနိုင်ငံပါတီ54ပါတီရှိတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။